ရုတ်ကွန်မြူနစ်ပါတီအနေနဲ့ဘင်္ဂလီတွေကိုရခိုင်ပြည်နယ်အတွင်းတိကျလွတ်လပ်တဲ့ကိုပိုင်နယ်မြေဖြစ်ပေါ်လာရေးတစုံတရာမှတ်ချက်ပေးမယ်ဆိုပါကနိုင်ငံရေးအရကြီးမားတဲ့အမှားဖြစ်သွားနိုင်တယ်လို့တင်ဒကမဟာဗျူဟာလေ့လာရေးအဖွဲ့မှဒရိုက်တာဦးသိန်းထွန်းက CNN သတင်းဌာနကိုပြောပါရယ်ဘင်္ဂလားဒေ့ရှ်နိုင်ငံကအတိုက်ခံပါတီတစ်ခုဖြစ်တဲ့ဂျမားအီအစ္စလာမစ်ပါတီဟာဧပြီ28ရက်ကတရုတ်ကွန်မြူနစ်ပါတီမှကိုယ်စားလှယ်နဲ့တွေ့ဆုံခဲ့တာပါအဲ့ဒီတွေ့ဆုံမှုမှာတော့ ရခိုင်ပြည်နယ်အတွင်းမှာဘင်္ဂလီလူမျိုးတွေအတွက်တိကျလွတ်လပ်တဲ့နေမျိုးတစ်ခုသတ်မှတ်ပေးဖို့တရုတ်ကထောက်ခံတိုက်တွန်းပေးဖို့ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။အဲ့ဒီဆွေးနွေးမှုမှာတရုတ်ဘက်ကစုံတရာမှတ်ချက်ပေးခဲ့မှာမဟုတ်ဘဲဂျမားယီအစ္စလာမစ်ပါတီရဲ့ဆွေးနွေးမှုတွေကိုသာနားထောင်ခဲ့ပြီးပြန်လာတဲ့အနေအထားရှိကြောင်းအဲ့ဒီကိစ္စအပေါ်တရုတ်ကမှတ်ချက်ပေးလိုက်မယ်ဆိုပါကအကြီးမားဆုံးနိုင်ငံရေးဆိုင်ရာအမှားဖြစ်သွားမယ်လို့တင်နကမဟာဗျူဟာလေ့လာရေးအဖွဲ့မှဒရိုက်တာဦးသိန်းထွန်းကစီအန်အန်သတင်းဌာနကိုပြောပါရယ်။ ဒီတော့ခုနပြောကြတယ်သူစတုံးတဲ့ဒုညာဆွဲကြည့်တဲ့ဒီစာဒီကျွန်တော်တို့ဘက်ကလက်ခံထားတဲ့အပိုင်းမဟုတ်ဘူးကျွန်တော်တို့ဒီမြန်မာနိုင်ငံမှာဆိုတော့လက်ခံထားတာဒီငွေလိုဖြစ်တယ်အဲ့တော့အတုံးလုံးပြည်ဆိုင်ရကစတယ်ကျွန်တော်တို့ကပြည်နှံကြလို့အများကြီးရှိတယ်အဲ့တော့သူတို့ကဒီမြန်မာနဲ့ဒီမြန်မာတွေလာလို့ဒီမှာဆိုတာကနိုင်ငံတစ်ခုရဲ့လက်ရှိကျင့်သုံးနေတဲ့ဘဝဒါနဲ့နာရှိတာအနာရောအကြီးမားဆုံးလာပြီးသွားတာမျိုးဖြစ်တယ်အဲ့တော့အဲ့ဒါမျိုးကိုတော့ကျွန်တော်ဆင်ပါတယ်ဒီလိုလုပ်မှမဆိုဘူးတစ်ခါလေဒီမှာဒီခါလေရလို့ရရင်ငါတို့ဒေတာဆိုင်ကြီးတဲ့ပုံစံမျိုးတွေတုံးတတ်ပါတယ် သွားပြီးတော့ဒါကိုတန်အောင်တော့မရရင်တော့သူ့ရဲ့အချင်းမလို့မာတဲ့နိုင်ငံကြီးဆိုင်ရာမှာဖြစ်သွားလိမ့်မယ်။ဆိုတော့ဒါကတော့သူ့သဘောထားအရတော့သူကတော့ပြောတဲ့ဟာကိုနားထောင်ပြီးတော့ပြန်လာမယ်လို့ထားလို့ပြန်လာခြင်းနဲ့သူ့နဲ့ပတ်သက်လို့ဒီတော့သူကဒါမှအော်ရှိမှာမဟုတ်တော့လည်းခုနပြောလို့ဒီနေ့ဒီကဘာလို့ဆက်လုပ်နေချင်တာတော့ဆက်လက်ဆောင်ကြည့်ရမယ်နေတာပါအရေးကြီးဆုံးကကျွန်တော်တို့ရဲ့ဒီနိုင်ငံမှာကန်ဆွေးထားတဲ့မူဝါဒနဲ့အပြင်ပါပြောတာလည်းခုနပြောတဲ့နိုင်ငံတကာပြည်အားလုံးချစ်ပြီးအဲ့တော့ဆွေးနွေးတိုးတက်ချက်တွေဒီလိုဒါပဲဖြစ်ဖြစ် ကိုနိုင်ငံရဲ့လူသားအကျိုးစီးပွားနဲ့မျိုးလည်မျိုးလည်မတူဘူးလို့ကျွန်တော်ပြောချင်ပါတယ်။ဂျမားဤအစ္စလာမစ်ပါတီဟာဝန်ကြီးချုပ်ရှိခါစီနာ အစိုးရလက်ထက်ကတရားစွဲဆိုခံခဲ့ရပြီး2014ခုနှစ်ကစပြီးရွေးကောက်ပွဲဝင်ခွင့်မရဘဲနဲ့ပိတ်ပင်ခံခဲ့ရတဲ့ပါတီတစ်ခုဖြစ်ပြီးအမေရိကန်လူလာသူမိုဟာမက်ယူနိုဦးဆောင်တဲ့ဂျာပြက်အစိုးရအဖွဲ့လက်ထက်တက်လာပြီးတဲ့နောက်မှာတော့ဆွဲဆိုထားတဲ့အမှုတွေကိုရုပ်သိမ်းပေးကပါတီထူထောင်ခွင့်ပြန်လည်ခွင့်ပြုပေးခဲ့တာဖြစ်ပါတယ်။အခုလိုမျိုးရခိုင်ပြည်နယ်အတွင်းဘင်္ဂလီလူမျိုးတွေအတွက် ိစ္စလွတ်လပ်တဲ့နေမြေတစ်ခုသတ်မှတ်ပေးဖို့ဆွေးနွေးတောင်းဆိုမှုဟောင်းမြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာကိုထိပါးတဲ့ပြောဆိုချက်ဖြစ်တဲ့အတွက်မြန်မာနိုင်ငံအနေနဲ့လက်မခံကြောင်းနဲ့ရှုံချကန့်ကွက်ပါကြောင်းနတ်ဆက်ကက CNN သတင်းဌာနကိုပြောပါရယ်မြန်မာနိုင်ငံဟာဘင်္ဂလီတွေပြန်လည်လက်ခံရေးနဲ့ပြန်လည်ထောက်ပံ့ရေးအစီအစဉ်နဲ့ပတ်သက်ပြီးဘင်္ဂလားဒေ့ရှ်နိုင်ငံသားရေးတူဝင်ကြီးနဲ့မြန်မာနိုင်ငံနိုင်ငံသားရေးတူဝင်ကြီးတို့ဟာတရုတ်နိုင်ငံကုမင်းမြို့မှာတွေ့ဆုံဆွေးနွေးခဲ့ကြောင်းပဋိပက္ခတွေဖြစ်ပွားချိန်မှာရပ်တန့်သွားခဲ့တာဖြစ်ကြောင်းနတ်ဆက်ကကပြောပါရယ် ရခိုင်ပြည်နယ်မြောက်ပိုင်းကိုထိန်းချုပ်ထားနိုင်တဲ့အေးတော်၎င်း၊နတ်စကားတို့တော်၎င်းဘင်္ဂလားဒေ့ရှ်နဲ့တန်တမန်အရာတာမကနိုင်ငံရေးအရာပါဆက်ဆက်မှုတွေရှိကြတဲ့အတွက်နိုင်ငံရေးအရာဖြည့်ရှင်းနိုင်ပါကအကောင်းဆုံးဖြစ်တယ်လို့ရခိုင်မျိုးသားပါတီ ANP မှမူဝါဒရေးရာဦးဆောင်ကော်မတီဝင်ဦးထွန်းအောင်ကျော်က CNN သတင်းဌာနကိုပြောပါတယ်။ကျွန်တော်တို့ကတော့မြန်မာနိုင်ငံရဲ့အနေနဲ့ဒါအင်အားအဖြစ်အမြင်မရှိတဲ့နိုင်ငံတနေနာဖြစ်ပါတယ်။ အဲ့ဒီတော့ဒီသစ္စာဒီနိုင်ငံကြီးရာကိုပြင်ဆင်ရတဲ့အခါဟိုနိုင်ငံကြီးနီးရဂန္ဓမနီးရဟိုပြင်ဆင်နိုင်ရတာတော့အကောင်းဆုံးပါပဲအခုကျွန်တော်တို့နေ့လိုက်ကြည့်ရတော့ကတော့ကျွန်တော်တို့မြန်မာနိုင်ငံကတာဝန်ရှိတဲ့ပုံပုံတွေအထူးသဖြင့်ဒါအခုရခိုင်နောက်ပိုင်းမှာမင်းကြီးဟိုအခြေချပြန်နဲ့ဟိုဟိုပြင်ဆင်နိုင်တဲ့ဒါအဲ့ဒီ ULA အဖွဲ့ကြီးကလည်းဟိုဒီမတ်ဒီစတန်ဒါဆက်ဆံရတဲ့အခါနိုင်ငံကြီးအရာ ဟုတ်ဆွေးခံနေတယ်လို့ပဲကျွန်တော်တို့တတိယမှာတွေ့ရတယ်အဲဒါမြန်မာနိုင်ငံရဲ့တာဝန်ရှိတဲ့ဟိုအစိုးရတွေကအစိုးရတာဝန်ရှိပုဂ္ဂိုလ်တွေကလည်းဇန်တပါဒီအရာဥပဒေနဲ့အညီပဲဆောင်ရွက်နေတာကိုပြေးရပါတယ်သို့တော်လည်းဒါဟိုအထက်ဒီအင်အားစုတွေကနေဘလို့ရှေ့ဆက်ပြီးတော့ဘလို့ဖိအားပေးပြီးတော့ဆောင်ရွက်လာမယ်ဆိုတာကတော့ကျွန်တော်တို့ဒီနိုင်ငံရေးပါတီအနေနဲ့ကတော့ ပါချက်ချက်ဝင်တဲ့ခိုင်ခိုင်မာမာကြည့်ကြပြမလက်ခံရရှိရှိမရှိတဲ့အတဲတော့အကြည့်ကျကျွန်တော်တို့မပြောနိုင်ဘူးအတက်နဲ့ချုံကားတော့ဘယ်ကိစ္စကိုမဆိုနိုင်ငံကြီးအရာဖြေရှင်းနိုင်တာဟာအကောင်းဆုံးနဲ့ဒါအရင်ကဆုံးဒါဟိုအနည်းဆုံးဆုံးနဲ့အကောင်းဆုံးဖြေရှင်းမှုလိုပဲကျွန်တော်တို့အနေနဲ့အဲ့လိုပဲဟိုဖြေရှင်းလို့ဒီမှာလည်းဖြည့်ဖြည့်ဒီမှာလည်းခင်ဗျလက်ရှိမှာမြန်မာနဲ့ဘင်္ဂလားဒေ့ရှ်အကြား ်ဘင်္ဂလီဒုက္ခသည်တသိန်းရှစ်တောင်းကိုပြန်လဲလက်ခံဖို့သဘောတူထားကြကောင်းမြန်မာနိုင်ငံအနေနဲ့ဘင်္ဂလီဒုက္ခသည်တွေကိုစီရင်တက်ဆိုင်စစ်စစ်ပြီးပြန်လဲလက်ခံမယ်ဆိုတဲ့အခြေခံမူဝါဒရှိကြောင်းလည်းနှဆကကပြောကြားထားပါတယ်။ဒါကြောင့်ဒုက္ခသည်တွေပြန်လဲဝင်ရောက်နေထိုင်နိုင်ဖို့အတွက်လုံလောက်တဲ့အဆောက်အုံတွေကိုလည်းတရုတ်နိုင်ငံရဲ့အကူအညီနဲ့တိစောက်ပြီးဖြစ်ကောင်းနိုင်ငံတကာတန်တမာတွေကိုလည်းရှင်းလင်းပြသပြီးဖြစ်တယ်လို့သိရပါတယ်။